ဒီတစ်ခါတော့ index နဲ့ match နဲ့ formula နှစ်ခုပေါင်းတဲ့ဟာလေးကို sharing လုပ်ပေးပါဆိုတဲ့ request ရှိတဲ့အတွက်ကြောင့်ဒါလေးကို sharing လုပ်ပေးမယ်ပေါ့နော်။ဒါကဘယ်လိုဟာမျိုးလဲဆိုတော့ vlookup ဆိုရင်ကအဲဗီလိုကပ်နဲ့ပုံစံနည်းနည်းတူတယ်ဒါမှမဟုတ်ဒီဒီ index နဲ့ match နဲ့ကလေကြိုက်တဲ့နေရာနေကိုလိုချင်တဲ့ result ကိုလမ်းထောက်ပြီးတော့ plan ခေါ်လိုက်ရုံပဲပေါ့နော်ဒီဥစ္စာလည်းအရန် useful ဖြစ်တယ် data တွေအရန်များတဲ့အခါကျရင်ဒီဥစ္စာအသုံးဝင်တယ်ပေါ့နော်ဘလို့အသုံးပြုမလဲဆိုတဲ့အားလေးကိုပြောပြပေးမယ်အရင်ဥဆုံး index ဆိုတဲ့ formula လေးခေါ်လိုက်မယ်ပေါ့နော်အာဒီမှာဥပမာလေးနဲ့ဘလို့ပြမလဲဆိုရင်ဒီ223ရှိတဲ့ data 223ရှိရတဲ့ data ထားပါတော့133ခုရှိရတဲ့ data ပေါ့နော်ဒါတော့ငါ၃ခုရှိတဲ့ data ုနဲ့မယ်လို့ကျန်တယ်တုံညာသုံးခွန်ရှိရဲ့နေရဒေတာကိုမဒေတာတစ်ခုရှိရဲ့ပေါ့နော်အဲ့ဥစားနဲ့တူညီတဲ့နာမည်တစ်ခုလိုချင်တယ်ဆိုရင်အဲ့ဒါတွေကိုဘယ်လိုယူရမလဲ plan ခေါ်ရမလဲဆိုတဲ့ဟာတွေပြပေးမယ်ပေါ့နော်ဆိုတော့ညီမြချင်း index 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 မှာ array ဆိုတဲ့ဟာဘာလဲဆိုရင်အာကိုလိုချင်တဲ့ result ရှိတဲ့ကိုလိုချင်တဲ့အဖြေရှိတဲ့နေရာကိုထောက်ရမယ် selection ပေးရမယ် ဲ့ဆိုတော့နာမည်လိုချင်တာဖြစ်တဲ့အတွက်ကိုကဒီမှာနာမည်ကိုဆက်လက်လုပ်လိုက်မယ်။ကိုမပြီးရင် match ဆိုတဲ့ဟာလေးထည့်လိုက်မယ် match M A T C H ပေါ့နော်အဲ့ဒါလေးကိုရွေးလိုက်မယ် match မှာက look at value ဘာနဲ့တူရင်ယူမှာလဲအဲ့တော့ look at value ဆိုတာဒီမှာ data ကိုလိုချင်တဲ့ data ရှိတယ် မဒီဒေတတုံညာတုံးပုံရှိတဲ့ဟာဆိုရင်အဲရှိတဲ့နေရာကနာမည်ကိုလိုချင်တာဖြစ်တဲ့အတွက်ဒီတေတုံညာတုံးပုံရှိရအကွက်ကလေးကိုထောက်လိုက်မယ်ကောမအာ look of rm ဘယ်ဘယ်တေတုံညာတုံးပုံကဘယ် column မှာရှိရလဲ data column မှာရှိရတဲ့အတွက်အာ data ကို select လုပ်လိုက်မယ်ပေါ့နော်ကောမ တိကျကျလိုချင်နေဆိုရင်ဒီမှာ less than အနည်းရှိတဲ့အာဒီမှာဆိုရင်အတိကျလိုချင်နေဆိုရင်0တန်းရိုက်လို့ရိုက်ကြရမှာပေါ့နော်အဲ့တော့0လို့ပြလိုက်မယ်ပြီးရင် queen နဲ့ဖြတ်လေးလို့ပြလိုက်မယ် enter okay okay တိတုံညာတုံးပုံရှိတဲ့နေရာကလူရဲ့နံပါတ်ပြရအောင်ဒီမှာ double click ထောက်အာဒီမှာထောက်ပြီးတော့ကြည့်လိုက်မယ်နော်တင်တင် data တိတုံညာတုံးပုံရှိတဲ့နေရာကဥစားတင်တင်ဖြစ်တယ်တဲ့ โอเคရမယ်เนาะအဲ့ဆိုရင် count ထားပါတော့ဒီ count 32ရှိတဲ့နေရာကလူနာမည်လိုချင်တယ်ပဲဒါပြန်လုပ်ပြမယ်เนาะညာချင်း index index ကိုလိုချင်တဲ့အဖြေကိုလိုချင်တာဥမာ id လိုချင် id ကို select လုပ်မယ် name လိုချင် name ကို select လုပ်မယ်အခု name name မဟုတ်ဘဲနဲ့ id ခေါ်ကြည့်လိုက်မယ် id လိုချင် id ကို select လုပ်ကိုလိုချင်တဲ့အဖြေရှိတဲ့နေရာကို select လုပ် comma match match ကိုခေါ်မယ် local value ဘယ် data နဲ့တူညီရင်လဲအခု count 32နဲ့တူညီလို့ရှိရင်ပုံမှာအဲအဲ့တော့တူညီတဲ့ data ဘယ်နှမှာရှိရလဲဆိုတဲ့ဟာကို select လုပ်ပေးရမယ်အဲ့တော့ count ကို select လုပ်ပုံမှာအတူကြောက်လို့ကျန်နေဆိုရင်0ဝင်ပိတ်နှစ်ဖက် enter okay id 23ညဟုတ်23ညသုံးလုံးခေါ်မှာရှိတဲ့နော် count 32ကိုကြည့်ပြီးတော့ခေါ်လိုက်တဲ့ id ကဒီကိုရောက်လာ ဒါလွယ်တဲ့ data အရင်များရင်ကဒီလိုမျိုးဟို column တွေကနေထောက်ထောက်ပြီးတော့ခေါ်သွားလိုက်အောင်ပဲပေါ့နော်ဟို look at value လို့ဘီလုခတ်တို့အစ်လုခတ်တို့လို့မဟုတ်ဘဲနဲ့အာ index ကကြတော့ row တွေ column တွေတန်းပြီးတော့ခေါ်လိုက်လို့ရတဲ့ဟာမျိုးပေါ့နော်ဒါလည်းအရင်အသုံးဝင်တယ်အဲဆိုတော့မတိနာမလဲရရှိရင်เนาะအာမေးလို့ရရတယ်ပေါ့နော်အာကျေးဇူးတင်ပါတယ်